knowledge sharing နေပြောတာများနေပြီဆိုတော့ဒီတစ်ခါဘာလို့ဂိမ်းစမ်းစော့ကြည့်啊ရှေ့ဗီဒီယိုမှာတော့တော့ flagship phone နေနဲ့ဂိမ်းစမ်းစော့ထားတော့တော်တော်လေး smooth ဖြစ်တယ်ဆိုပေမဲ့ဒီဂိမ်းတွေကို budget phone တွေမှာစမ်းစော့ကြည့်မယ်ဆိုရင်ရောအဆင်ပြေပါမလားကိုချင်းကတော့အားလုံးသိရတဲ့အတိုင်းပဲ ready redemption game ကဟော့နေတာဆိုတော့ဒီဂိမ်းနဲ့ budget phone တွေမှာစမ်းစော့ကြည့်မယ်ဆိုရင်အခြေအနေဘယ်လိုရှိမလဲ6သိန်းဝန်းကျင်ထဲမှာတော့ဖုန်းတွေကတော့အများကြီးရှိတယ် အိုင်ဒီယာမှာဂိမ်းစမ်းဆော့ဖို့အတွက် Riot Redmi Note 30 Pro ရွေးချယ်ထားတယ်။အဲ့တော့ဒီရှေ့ရက်တွေမှာ Redmi Note 30 Pro နဲ့ဂိမ်းစမ်းဆော့ထားတာလေးရှိရယ် Riot နဲ့တူကြည့်လိုက်ရအောင်။ ။ Right ဂျန်ရှင်ဘက်မှာတော့ graphic setting ကိုအကုန်လုံး hide တွေပဲထားပြီးဆော့ထားတယ်။ဒီမှာဆိုရင် graphic ထဲမှာ hide ထားဆော့မယ်။ပြီးတော့ visual effect ကိုလည်းဒီမှာလိုဖြစ်နေအောင်ဆိုတော့ hide ထားရမယ်။ပို့ပြီးတော့ကြည့်ရအမြင်ပိုကြည့်အောင်လို့ပြီးတော့ FPS ကိုလည်း60လောက်ထားပြီးဆော့လိုက်မယ်။အဲ့တော့ဆော့ကြည့်ရတဲ့အနေထားမှာတော့တော်တော်လေးအဆင်ပြေတယ်။ဒါတွေအကုန်လုံး hide ထားဆော့ရတာမှစားဆော့ဆော့ခြင်းမှာဆက်အရန်ပူလာမျိုးမရှိဘူး။ပြီးတော့တခုကောင်းတာကဘာလဲဆိုတော့ထစ်တာတွေလက်တာတွေပါတယ်တုံအသင်းကိုတိတ်မရှိဘူး။ အဲမမ်းမပွင့်လို့လည်းဖြစ်စဉ်ဖြစ်နိုင်တယ်တချို့နေရာတွေပေါ့နော်ဥမာတဲကန်နာရတို့ရေတွေပါဆော့ကြည့်ရတဲ့အနေအထားမျိုးဆိုရင်တော့ထင်နိုင်တယ်ဒီကောင်က ဒီဖုန်းကို PUBG ဆော့ကြည့်ရဲခါမှာ FPS က40ထိပဲရတာဆိုတော့ကိုကိုရိုင်းက 90fps တို့ 180fps တို့စော့နေရတဲ့သူဆိုရင်40တိဆင်းစော့ရမှာဆိုတော့အရင်ကြီးတော့အားရမှာမဟုတ်ဘူး။ဒါမဲ့30 40 60လောက်ပဲထားပြီးစော့နေရတဲ့သူတွေဆိုရင်တော့အရင်ပြဿနာမရှိဘူး။ပြီးတော့ဒီကောင်ကို3ပွဲလောက်ဇတိုက်စော့ကြည့်ရခါမှာလဲထစ်တာမျိုးတွေမရှိဘူးဆိုတော့စော့ကြည့်ရတာအဆင်ပြေလို့ပြောလို့ရတယ်။ ခုနောက်ပိုင်းတော်တော်များများစီမှာအရန်ဟော့နေရဲ့ Red Dead Redemption စမ်းစောကြည့်ရောလဲတော်တော်လေး smooth ဖြစ်တယ်ဒါပေမဲ့ဆော့ရနေနေကြရင်တော့နည်းနည်းလေးတော့ပူလာပူပေမဲ့ထစ်မသွားအောင်လို့ကောင်းကောင်းလေး handle လုပ်နိုင်တာကွာဒါတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ် အခုဆမ်းပြပါရဂိန်းနေရတော့ဒါလက်ရှိမြန်မာနိုင်ငံမှာလူဆော့များတဲ့ဂိန်းနေဂိန်းတစ်မျိုးကိုတနားလောက်ထားပြီးဆော့ရအောင်မှာဆက်ကအရင်ပူလာတာအရင်ထစ်သွားမျိုးတွေမရှိဘူးအဲ့တော့6သိန်းဝန်းကျင်မှာသူ့ရဲ့ performance ကတော်တော်လေးသုံးလို့ကောင်းတယ်လို့ပြောလို့ရတယ် right အခုဆမ်းပြပါရဖုန်းက Redmi Note 30 Pro RAM 8 120GB ကိုမှ China version တော့ SRAM ကို 7S Gen 2ကိုမှ CPU Cloud Speed ကတော့ 2.4GHz လောက်တော့ရှိတယ်ဒါကအစ်စ်ဈေးွက်ထဲမှာရှိတဲ့ဖုန်းတွေကိုရှင်ပြီးတော့ပြောပြပေးတာ ကိုရိုင်းက second ဈေးဝက်ထရရွေးမယ်ဆိုရင်လည်းဒီထက်ပိုကောင်းတာတော့ရနိုင်သေးတယ်။တခြားဒီ6သိန်းဝန်းကျင်တန်းဖုန်းတွေထဲမှာလည်းအခုနောက်ပိုင်းဆိုရင် CPU Cloud Speed က2.2 2.5 GHz လောက်တော့ရှိတယ်။အဲ့တော့6သိန်းဝန်းကျင်သုံးမယ်ဂိမ်းကောင်းဆော့ကျင်နေဆိုရင် Ryzen အခုပြောသွားတယ် RAM နေ CPU Cloud Speed ရွေးပြီးတော့ဝယ်တာပိုကောင်းတယ်။အဲဆိုတော့အခုကြည့်နေတဲ့သူတွေရော6သိန်းဝန်းကျင် ဖုန်းတစ်လုံးကိုရွေးဝယ်မယ်ဆိုရင်ဘယ်ဖုန်းကိုရွေးမလဲကိုကိုရိုင်းကရော6သိန်းဝန်းကျင်မှာဘယ်ဖုန်းကအကျန်းစားဖြစ်မယ်လို့ထင်လဲဆိုတာကို ခုံးမှာပြောသားပြပါ right ပါနောက်ထပ်စိတ်ဝင်စားစရာတွေ video နဲ့တူပြန်လာခဲ့ပါမယ်